နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ကရင်ပြည်နယ်ကော့ဂရိတ်မြို့နဲ့တုံတိုးမြို့အနီးတဝိုက်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝိုင်းရံထားတဲ့အတွက်စစ်ကောင်စီတပ်ကမော်လမြိုင်ဖန်ကနေတဆင့်တပ်ရင်အားတွေထပ်မံပို့ဆောင်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကတင်လင်းထားမှုပြောပါရယ် ကရင်ပြည်နယ်ကော့ကရိတ်မြို့ပပတ်လယ်နဲ့ကျုံတိုးမြို့အနီးကျုံတိုးကော့ကရိတ်ကားလမ်းတစ်လျှောက်မှာဧပြီလ14ရက်နေ့ကစလို့ KNLA ဥဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းဖွဲ့နဲ့စစ်ကောင်စီတပ်တို့ကြောင့်နှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတပတ်ကျော်ကြာလာတဲ့ဧပြီလ22ရက်နေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါ။ KNL တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကော့ကရိတ်မြောက်ပိုင်းမြားပိုင်ကျေးရွာအနီးကရင်ခွဲတောင်စခန်းအပါဝင်ကော့ကရိတ်မြို့အထက်ကိုးတိုင်လမ်းဆောင်ကနေကြုံတုံးမြို့အနီး၄တိုင်အထိရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးအဲ့ဒီလမ်းကျောတစ်လျှောက်စိုးမိုးနေရာယူထားနိုင်ပြီလို့ဒေသရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်ဒီလိုနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အချိန်ကော့ကရိတ်မြို့မြောက်ဘက်ပိုင်းက စစ်စေးရေးဂိတ်နဲ့မြို့နောက်ဘက်ချမ်းကျုံတို့ကော့ဂရိတ်လမ်းမရှိတရားကျိုးလှိုင်းဝစစ်စေးရေးဂိတ်အလုံးကိုဧပြီလ16ရက်နေ့ကစစ်ကောင်စီတပ်ကပိတ်ပင်ထားလိုက်တယ်လို့ကော့ဂရိတ်မြို့ခံတဦးကဆိုပါတယ်စစ်ကောင်စီတပ်ကမျိုးဝင်ထွက်စစ်စေးရေးဂိတ်တွေအလုံးကိုပိတ်ထားလိုက်ပြီးကော့ဂရိတ်မျိုးခံတွေကိုအပြင်ထွက်ခွင့်မပေးတဲ့အတွက်မျိုးခံတော်တော်များများဟာပိတ်မိနေပြီးထွက်ခွာခွင့်ရဖို့အတွက် ရိုးပေါ်မှာရှိတဲ့ဆရာတော်တန်ဃာတော်တွေကစစ်ကောင်စီကိုနှိမ့်နှိုင်းဆွေးနွေးတာတွေရှိနေပေမဲ့အဆင်မပြေဘူးလို့ကြားသိရကြောင်းကော့ဂရိတ်ဒေသခံတအူကပြောပါတယ်။စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကအဝင်ထွက်နေရာတွေအလုံးကိုပိတ်ထားလိုက်တဲ့အတွက်ကော့ဂရိတ်မြို့အနီးတံတားကျိုးစစ်ဆေးရေးကဲကနေကိုးတိုင်လမ်းစုံအထိကုန်တင်ကားအများပြားပိတ်မိနေပြီးထွက်ခွာခွင့်ရဖို့ပြောဆိုနှိမ့်နှိုင်းနေတယ်လို့ကြားသိရကြောင်းအဲ့ဒီဒေသခံကဆိုပါတယ်။ ဂျုံတို့မြို့အနီးကော့ဂရိတ်ဂျုံတို့လမ်းပိုင်းတစ်လျှောက်ကစခန်းတွေနဲ့ကော့ဂရိတ်မြောင်ပိုင်းကော့ဂရိတ်မြို့အနီးနားကစခန်းတွေဝိုင်းတိုက်ခိုက်သိမ်းပိုက်ခံနေရတဲ့အချိန်စစ်ကောင်စီတပ်ကမော်လမြိုင်ဖမ်းအခြေစိုက်တပ်ရင်းတွေကနေတပ်ရင်အများပြားပို့ဆောင်ထားတယ်လို့ဂျုံတို့ဒေသခံတွေကပြောကြပါဗျာ။ တန့်ရာဖြည့်တင်းလာနေတဲ့စက်ကောင်စီတဟာကျုံတွုံးမြို့အနီးဂျိုင်းကော့ဂရိတ်တံတားစစ်စေးရေဂိတ်နှစ်ဖက်လုံးနဲ့တံတားအနီးဖန်မြို့နယ်ဂျိုင်းရွာကြားကလေးလမ်းတစ်လျှောက်မှာတန်ဆွဲထားတာတွေ့နေရတယ်လို့ကျုံတွုံးနယ်ခံသတင်းရင်းမြစ်တွေကဆိုပါတယ်စက်ကောင်စီတက ဖန်မျိုးနယ်နဲ့ကွန်ကရစ်မျိုးနယ်အဆက်နေရာတွေဖြစ်တဲ့ဂျိုင်းရွာတောင်ကုန်းပေါ်နဲ့ဂျိုင်းကွန်ကရစ်တံတားဟောင်းတံတားတက်တွေပေါ်မှာခံစစ်ပင်စင်ဓာတ်တွေလှုပ်ဆောင်နေသလိုဂျိုင်းစာတပြင်းလမ်းမိုင်းနဲ့ဂျိုင်းတောင်မညလမ်းတစ်လျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းမုံဝင်နေရာယူထားတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ ကောဂရဲကြုံတို့တိုက်ပွဲကြောင့်ကျေးရွာအများကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတန်းရှောင်နေရပြီးစစ်ကောင်စီတပ်ကကောဂရဲကြုံတို့နဲ့တခုလုံးကိုလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တာတွေဆက်လက်လှုပ်ဆောင်နေတဲ့အတွက်အရသာပြည်သူတွေထိခိုက်ဒေဆုံဒဏ်ရာရရှိတဲ့အခြေအတွက်ကလည်းတိုးမြင်လာပါတယ်။ တိုက်ပွဲကြောင့်ကော့ဂရိတ်မြို့နယ်ထဲစေးရွာအများပြားကတိမ်းရှောင်နေရတဲ့စေဘေးရှောင်ပြည်သူအရေအတွက်ဟာတသိန်းထိရှိလာပြီဖြစ်တယ်လို့ခန့်မှန်းရရှိပြီးစေဘေးရှောင်ပြည်သူတွေဟာလက်ရှိအချိန်မှာစားနပ်ရိတ်ခါဆေးဝါးစားတဲ့လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေရဲ့ပြောပြချက်အရသိရပါတယ်။